ီ6ရက်ကျွန်တော်တို့ရောက်ပြီ6ရက်လောက်ဒါမှထူးထူးခြားခြားကျောင်းဆရာတယောက်ဗျသူကဟိုတယ်တဲဥကံမှာပေါ့စကိုင်းမျိုးတဲဥကံမှာပိတ်မိနေတာ6ရက်နော်ဒါပေမဲ့ကျွန်တော်တို့အဲ့စကိုင်းစေးရုံကိုထက်သွားတဲ့ခါမှာအဲ့ဆရာကအသက်ရှင်အဲအဲ့အဲ့နေရထူးထူးခြားခြားသူတတိလဲကောင်းတယ်ဒါပေမဲ့ဟိုသူမထနိုင်သေးတာလွင်ကျန်တာတွေအကုန်ကောင်းတယ်သူအသက်ရှင်နောက်ထပ်တနေရာကိုမနေ့ပြန်၁၇ရက်နေ့မနေ့ဆိုကျွန်တော်ပြန်သွားတော့မှာပြန်သွားရင် ျွန်တော်လုတ်ခဲ့တာမှဟိုမှာလုခဲ့တာမှမပြီးတော့ထက်လုတ်တယ်ဆိုတော့ကျွန်တော်ကဘာလို့သွားဆိုရင်အောင်ဆိုတော့မပြိုဘဲနဲ့ကြံခဲ့တဲ့တိုက်တွေအဲ့ဒါတွေကငါပြောသလိုနည်းနည်းလေးအပ်နေတာမျိုးတွေရှိတယ်အဲ့ဒါတွေကသွားပြိုသွားရင်အဲ့မှာနေစရာမရှိလို့ပြန်တက်နေတဲ့လူတွေကိုကျွန်တော်ပူတယ်ဒါတော့ကျွန်တော်မင်းချင်းကထပ်ပူမိရပါတော့ဒီအော်6ရက်ကျွန်တော်တို့ရောက်ပြီ6ရက်လောက်အမှထူးထူးခြားခြားចောင်းစရာတယောက်ပြ သူကဟိုတယ်တဲဥကံမှာပေါ့စကိုင်းမျိုးတဲဥကံမှာပိတ်မိနေတာ6ရက်နော်ဒါပေမဲ့ကျွန်တော်တို့အဲ့စကိုင်းစည်းရုံကိုထက်သွားတဲ့အခါမှာအဲ့ဆရာကအသက်ရှင်အဲအဲ့အဲ့နေရာထူးထူးခြားခြားသူတတိလဲကောင်းတယ်ဒါပေမဲ့ဟိုသူမထနိုင်သေးတာလွန်ကျန်တာတွေအကုန်ကောင်းတယ်သူအသက်ရှင်အဲကျွန်တော်မင်းညားဆိုရင်ကျွန်တော်ဒီမှာရှိနေရဆိုတော့အဲ့လိုလှုပ်တယ်လို့ပြောတဲ့အခါမှာကျွန်တော်ကအရင်စုံအောင်ပုတ်ကြည့်တယ်ပေါ့နော် Facebook ပုတ်ကြည့်တဲ့အခါမှာ တကယ်ကိုလောက်တာလားဆိုတဲ့ခါမျိုးကျွန်တော်တေချာတော့ကြည့်ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဟိုမှာရှိနေတဲ့ခါမှာလဲဟိုနည်းနည်းလှုပ်နေတယ်လို့ပြောလိုက်တဲ့ဟာမျိုးတွေရှိတယ်ဗျာအဲ့တော့ကျွန်တော်တေချာလားမြေမန်လေးမျိုးမှာတကယ်နေတိုင်းတဲ့သူတွေကတကယ်လှုပ်တယ်ဆိုတာ၁၀ရောက်လောက်ဆိုရင်ကျွန်တော်ဂျုံတယ်အဲ့ချိန်ကျရင်ကျွန်တော်တို့ကဘာစိတ်ပူသွားလဲဆိုတော့ကျွန်တော်တို့ကပြန်လာတာကိုရက်ရှိသေးတယ်ပြီးရင်ကျွန်တော်တို့ကပြန်သွားမှာတနေ့ရနောက်ထပ်တနေ့ရကိုမနေ့ပြန်၁၇ရက်နေ့မနေ့ဆိုကျွန်တော်ပြန်သွားတော့မှာပြန်သွားရင်ကျွန်တော်လုတ်ခဲ့တာမှာဟိုမှာလုတ်ခဲ့တာမှာမပြီးသေးဘူးထပ်လုတ်တယ်ဆိုကျွန်တော်က ဘာလို့သွားဆိုရင်အောင်ဆိုတော့မပြိုဘဲနဲ့ကြံခဲ့တဲ့တိုက်တွေအဲ့ဒါတွေကငါပြောသလိုနည်းနည်းလေးအပ်နေတာမျိုးတွေရှိတယ်အဲ့ဒါတွေတသွားပြိုသွားရင်အဲ့မှာနေစရာမရှိလို့ပြန်တက်နေတဲ့လူတွေကိုကျွန်တော်ပူတယ်ငါဒါတော့မင်းကြီးကထပ်ပူမိရပါဘောနော်ဖလူတာကကျွန်တော်ဟိုဟာတွေဆေးရုံကြီးကိုသခိုင်းဆေးရုံကြီးကိုအရင်သွားတယ်ဆေးရုံကြီးမှာကျွန်တော်ထိခိုက်တိုင်ရရတဲ့လူတွေကိုလှူတယ်ပြီးတော့ဒီခြေထောက်တွေလက်တွေဖြတ်တောက်လိုက်ရတဲ့လူတွေကိုကျွန်တော်လှူတယ် ပြီးရင်ဗလီသွားတယ်အဲဗလီမှာဗလီမှာဆိုရင်အဲ့လိုဝိပုနေနဲ့ပြီးသွားတဲ့လူတွေပေါ့နော်အဲတပလီဆိုရင်ဗလီတစ်ခုမှာဆိုရင်အယောက်90လောက်ရှိတယ်အဲအဲ့လိုမျိုးဗလီတွေသွားတယ်ပြီးရင်မေတီလာရှင်ចောင်းနေပြိုသွားတယ်အဲ့ထဲမှာလည်းဆရာလေးနှစ်ပါးဆုံးသွားတယ်တစ်ဖက်ကမေတီလာရှင်ចောင်းမှာဆိုအပါ30ကျော်အဲအဲ့ဒါမျိုးအဲ့ဒါမျိုးတွေကျွန်တော်သွားတယ်ပြီးရင်ဟိုဟာသွားတယ် မန္တလေးပြည်သူစေယုံကြီးကိုသွားတယ်ပြီးရင်အယိုးကျော်စေယုံကြီးသွားအဲ့မှာလဲခြေထောက်တွေလက်တွေပြက်နေတဲ့လူတွေလည်းရှိတယ်ပြီးရင်ဒီမန္တလေးဟိုဘာတော့မိခင်နေမိကိုဝင်ဆောင်စေယုံရှိတယ်လေအဲ့အဲ့စေယုံကိုကျွန်တော်သွားတယ်ပြီးရင်ဟိုဟာခရီးရန်ခရီးရန်ပြိုပြက်နေတဲ့ခရီးရန်အကြောင်းတွေကိုကျွန်တော်လှူခဲ့တယ်ပြီးရင်ဟိုလေးရက်နှစ်တဲချင်းတို့အဆုံဆုံးမဲမှကျွန်တော်လှူတာဟုတ်အဲဘာလို့လှူရလဲဆိုတော့အဓိကတော့သူတို့တုံးဖို့ဆွဲဖို့ ငွေကြေးလိုပဲကျွန်တော်ထင်တယ်ဘာလို့ဆိုတော့အစားတောက်တွေကဟိုတူးလာတယ်ထက်ပိုးတယ်ဟိုရေဘူးတွေဆိုလဲပုံနေတာမျိုးတွေကျွန်တော်တွေ့ခဲ့ရတယ်ဗျာအဲ့တော့ဟိုလိုအပ်တာလေးတွေသူတို့ဝဲဖို့ချမ်းဖို့အတွက်ကျွန်တော်တို့ကတော့ဟိုခုနှစ်သားသမီးကကျွန်တော်လှူထားတာအလူငွေတွေဖြစ်တယ်အဲ့လူငွေတွေကိုလည်းကျွန်တော်ကပစ္စည်းပစ္စည်းကဝယ်လိုက်လို့ရှိရင် ပြန်ပြီးစည်ရင်တင်ပြဖို့ဆိုတော့ကျတော့လည်းခက်တယ်အဲ့တော့ကျွန်တော်ကအလူငွေကိုဒီဘက်ကလည်းအလူငွေကိုပဲအမောင့်ကိုပဲဘလောက်လူတယောက်ကိုဘလောက်ဘလောက်ဆိုပြီးကျွန်တော်လှူတာပဲဟိုကျွန်တော်ကတော့အဲ့လိုပဲလူပြစ်ခဲ့တယ်ပေါ့ဟုတ် ဟုတ်ယုံကြည်ယုံကြည်ပြီးတော့လာလူတဲ့အတွက်ကျွန်တော်မှပို့ပြီးတော့တာဝန်ကြီးတယ်အဲကျွန်တော်ကလည်းဟိုအလူမခံမင်းနဲ့ဟိုဒီသူတို့လာလူတဲ့ဟာဖြစ်တဲ့အတွက်ကျွန်တော်အဲ့ငွေကိုလည်းတိတိကျကျနဲ့စီးရင်စရာနဲ့တကွာကျွန်တော်တိချာလေးဖော်ပြပေးထားတယ်ဖော်ပြပေးထားတယ်ဆိုတာလေသူတို့ကတော့လာလူကလေးကမတင်နဲ့ဒီတိုင်းပဲလူတာရတယ်ကြိုက်တဲ့နေရာလူဆိုပေမဲ့လည်းကျွန်တော်လည်းဟိုရှေ့လျှောက်ရက်တီးရမှာဖြစ်နေတဲ့အတွက်ကျွန်တော်ရဲ့ဒီဟို အတွက်အရေးကြီးလေလို့ထင်လို့ကျွန်တော်အဲ့လိုပစ္စည်းပစ္စည်းရတော့မဝယ်ပဲနဲ့ငွေကိုအလှငွေကိုပဲကျွန်တော်လှူပြစ်တာပါအဲ့ဒီအဲ့လိုမျိုးဟိုညည်ဟိုကြတဲ့အချိန်လည်းရှိတယ်လို့ညည်ကြဖို့မေ့ပြီးတော့ဒီလိုမျိုးမလုံနိုင်ဟိုဘယ်လိုမှလူကြီးကညီးစည်းစည်းဖြစ်နေပြီးတော့ငါဟိုငါငွေပဲလိုက်ပြီးတော့လှူပေးနိုင်တာပေါ့နော်တကယ်မလုံပေးနိုင်မှုဆိုတော့အတိုင်းတာတစ်ခုမှအဲခုနကဟိုနေ့ကကျွန်တော်ပြောသလိုပါပဲနောက်များဖြစ်ခဲ့ရင်ဆိုတော့ အတွေးစိတ်တစ်ခုနဲ့ဟိုကျွန်တော်တို့လိုအပ်နေတဲ့ဘက်ကနေကျွန်တော်တို့ကူညီပေးခဲ့တယ်။အော်နောက်တစ်ခုကျွန်တော်လူတွေတိုင်းမှာဆိုရင်အဲ့ကျွန်တော်တို့ကေဆေးရေးသမားတွေကိုလည်းကျွန်တော်တို့ပြန်လူရပဲ။အဲလူလူခဲ့တယ်။ဘာလို့လဲဆိုတော့ကေဆေးရေးသမားတွေဆိုရင်လည်းပင်မန်းနေပေါ့နော်။ပင်မန်းနေအတွက်ကျွန်တော်တို့သူတို့တွေလည်းအတုံးစိတ်ဆိုရလဲတကယ်လိုအပ်တယ်ဗျ။ဟုတ်ဆိုတော့ဒီတိုင်းတော်မှာကျွန်တော်တို့တော်သွားနေတာတော်မှာလိုနေတာသူတို့ဆိုရင်အဖွဲ့အစည်းလည်းသွားတယ်မှာစီဘိုးလည်းလိုအပ်တယ်အကုန်လုံးလိုအပ်မှာပဲ။ဟုတ်။ဟိုတချို့တချို့ဆိုရင်ဒါ မျက်နှာလေးတွေကစောင့်နေကြတာပေါ့နော်ဘယ်သူများငါးစီလာမလဲဘယ်သူများငါ့ကိုကူညီမလဲဆိုတဲ့မျက်နှာတွေကျွန်တော်တို့ဟိုရောက်သွားတာနဲ့တန်းပြီးတွေ့ရတယ်တွေ့ရတဲ့ခါမှာလဲကျွန်တော်တို့တန်ကြီးကိုတွေကိုစင်ဘိုးတို့အဲပြီးတော့ဟိုစီတူဝင်းတို့ပြီးတော့အဲပလန်တီဘောက်တို့အဲရှိသမျှလူတွေအကုန်လုံးကကျွန်တော်တို့ကညီကိုတွေတန်တန်မြေမြေနဲ့ဘယ်နေရာမှာတော့ငါတို့ဘယ်လိုလေးလှူကြမယ်ဘယ်လိုလေးလှုပ်ကြမလဲဆိုတဲ့ဟာမျိုးတွေကျွန်တော်တို့တိကျတိုင်ပင်ပြီးမှလှူပြတဲ့အတွက်ဟိုကျွန်တော်တို့ကိုလည်းသူတို့တွေးတဲ့ခါမှာ တကယ်လေးပျော်ရွှင်ကြတယ်ဝမ်းသာတဲ့အတွက်လည်းကျွန်တော်ပို့ပြီးခွန်အားဖြစ်ရတယ်ဟုတ်ဟိုဒီကားကဟိုတင်းတဲ့တင်းတဲ့ခါမှာလည်းရရှိလာတဲ့ဒီအမြန်ငွေတွေရဲ့ဒီတရားယာနှုံးလုံးကိုလည်းဒီငလင်ဘေးတင်ပြည်သူတွေအတွက်လှူဒန်းသွားမယ်ဆိုတဲ့အတွက်ကျွန်တော်ဒီကျွန်တော်တို့ရဲ့ production အတွက်လည်းတကယ်လေးစားလေးလေးစားပါတယ်ဂုံလေးယူပါတယ်တာလူလေးခေါ်ပါတယ်အဲဒါပေမဲ့လည်းအခုဟိုကျွန်တော်တို့အခုပြသမဲ့ဒီ yes ဆိုရင်လည်း ဒါနေစံတရနေ့ကိုပထမပြသမယ်လို့ကျွန်တော်တို့တီးရတီးရတဲ့ခါဘာလို့လဲဆိုတော့ကျွန်တော်တို့ပထမရက်က3လပိုင်း28ရက်နေ့ဒါပေမဲ့တဖြည်းဖြည်းနဲ့ဒီရက်ဒီနောက်ဆုံးနောက်ဆုံးတော့တဲ့ခါမှာမထင်မဲ့ဖက်နဲ့ဒီရက်ကိုဖြစ်သွားတယ်ပေါ့နော်အဲဒီရက်ကိုဖြစ်သွားတဲ့ခါမှာလေဒါကျွန်တော်တို့ဒီဟိုဘယ်လိုမလဲလူကြီးတွေကလည်းဒီရက်ကလေးကိုနောက်ဆုံးစေခြင်းနဲ့ကျွန်တော်တို့ဘက်က production ကလူကြီးတွေကလည်းဒီရက်ကလေးကိုကျွန်တော်တို့ဟို ပြဖို့အတွက်ကိုအဆင်မပြေတဲ့အတွက်နောက်ဆုံးစီချင်တယ်ဒါကတော့ခုနကပြောနေသန်တရဲဆိုတာတကယ်ညီကောင်းနေမြတ်လည်းဖြစ်နေတဲ့အတွက်ဟိုလိုမဲ့ဒီနောက်ကိုပြန်လဲပြီးတော့ပြင်ဆင်ပြီးတော့ရက်ကလေးချင်းပြီးပြတတ်ဖို့ရှိပါတယ်ဒါပေမဲ့ဘေးရက်ကိုပြတတ်မယ်ဆိုတော့ကျွန်တော်တို့လည်းအတိအကျမသိရသေးဘူးပေါ့နော်အဲအဲ့အချိန်ကျရင်လည်းခုနကပြောတဲ့အလှူငွေ ဒီရရှိလာတဲ့အမြတ်ငွေရတရားရဂိုင်းတော့လူမဲဆိုတာလေးရလေအဲ့ချိန်ကျရင်လည်းဘဲချိန်မှာဘယ်လိုမျိုးအနေထားကိုရောက်နေပြီဆိုတာလည်းမသိရသေးဘူးအဲ့တော့ပြန်လဲထူထောင်ရေးမှာလည်းဖြစ်ချင်းဖြစ်နေမယ်အဲ့ချိန်ကျရင်လည်းပြန်လဲထူထောင်ရေးမှာပါဝင်သွားမယ်ဆိုတာဒါကျွန်တော်တို့လူကြီးတွေရဲ့ဆုံးဖြတ်ချက်ကိုတည်ရတဲ့အတွက်ကျွန်တော် protection ကိုကျေးဇူးတင်ပါတယ်ဟုတ်မနေ့ပြန်ကျွန်တော်စတီးရနေ့မနေ့ဆိုရင်ထပ်ပြီးတော့ကျွန်တော်တို့တွေသွားပြီးလူလူဖို့ရှိတယ်ပေါ့နော်မရောက်သေးတဲ့ဒေသတွေကိုကျွန်တော်တို့သွားမယ်တေချာသွားပြီးတော့တေချာလေး ဟိုလူတန်းပါမယ်အဲ့ဒီအတွက်လည်းကျွန်တော်တို့လူလူအပ်နေတဲ့နေရာလေးတွေရှိရင်လည်းဟိုကျွန်တော်တို့တေချာလေးနှံ့ဆက်အောင်တွားပြီးတော့လူပေးပါမယ်လို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာ